မင်္ဂလာပါရှင်ဖြိုးကဒီနေ့တော့ရေညှိကျက်ဥလိပ်ကြော်လေးလှုပ်ရှားဖြစ်လို့လုံနီးလေးပြန်လဲမျှဝေပေးထားပါတယ်ရှင်။အာဟာရလည်းပြည့်လှုပ်ရှားရတာလည်းလွယ်ကူတယ်။ရေညှိကျက်ဥလိပ်ကြော်ဗီဒီယိုလေးကိုဖြိုးနဲ့အတူကြည့်ရှုလိုက်စုံနော်။ရင်ကြီးကျောက်လိပ်ကြော်လေးကြော်ဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့ရင်ကြီးပြားဥနီကျက်တော်မိတ်ကျက်ဥဒါမမဟုတ်ဘဲဥနဲ့နှက်နဲ့တို့လိုအပ်ပါရဲ့ရှင် ထမဦးဆုံးဥနီကို အခွန်ခွာရေးစီးပြီးတော့တိတ်တိတ်လေးတွေလိဖြတ်ထားလိုက်ပါရဲ့နော်ဦးနီပြင်ဆင်ပြီးရတယ်စက်တော်မိတ်ကိုလည်းရေးသေးပြီးတော့ပြင်ဆင်ထားလိုက်ပါရဲ့ရှင်စက်တော်မိတ်နဲ့ဦးနီကိုထိဖက်ပြီးရတယ်ဘဲဦးလေးလုံးကိုပကန်းနှလုံးနဲ့ခွဲထည့်လိုက်ပါရဲ့နော် ီနေရာမှာကြက်ဥထာမမဟုတ်ဘဲဥကြရာသုံးနိုင်ပါရဲ့ရှင်။ရင်းကြီးပြားအပြင်ကပတ်မဲ့ခွက်ထဲကိုဥနီနဲ့ကြက်သုံးမိတ်တွေထည့်ပါရဲ့နော်။ရင်းကြီးကိုအထဲဥထဲလိတ်ကြောမဲ့အထဲဥရောနှက်နဲ့ကိုပဲထည့်ပေးပါရဲ့ရှင်။ရတာကတော့စားအနေငယ်ပဲထည့်ပေးပါရဲ့နော်။ရတာထည့်ပြီးရတဲ့တမအောင်မှွေခောက်ပေးပါရဲ့ရှင်။ ါကတော့ကြောက်လိတ်ထဲမှာထည့်လိုက်ဖို့အတွက်ရင်းနှီးပြားအသေးဖြစ်ပါရဲ့နော်။အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့အစကြောပါမယ်ရှင်။ကြော်မဲ့အိုပူရာနဲ့စီထည့်ပါရဲ့နော်။စီပူရာနဲ့ကြောက်ခောက်ထားတာတွေကိုဖြန့်ထည့်ပေးပါရဲ့ရှင်။အနှဲငယ်ချက်ရင်တော့အလဲမှာရင်းညှိပြားကိုထည့်ပေးပါရနော်။ရင်းညှိပြားထည့်ပြီးမှလက်ခောက်ပေးပါရရှင်။ အလိပ်ကြီးသွားအောင်ပိုတဲ့အနှစ်ရည်ကိုလောင်းထည့်လိုက်ပါရနော်ကျောက်အနှင်းငယ်ချက်သွားရင်တော့ရင်းကြီးပြားနောက်တစ်ပြားကိုထပ်ထည့်လိုက်ပါရရှင်ရင်းကြီးထည့်ပြီးတာနဲ့နောက်တစ်ချိန်ထပ်ပြီးတော့လိတ်ခောက်လိုက်ပါရနော် ခံဒီမှာတော့အကြံ့ကြီးအောင်ဖိဖိပြီးရောကြော်ပေးပါရဲ့ရှင်ဒါကတော့ဥနီနဲ့ကြက်သွမ်းမိတ်အရောကိုကြော်မှာဖြစ်ပါရဲ့နော်။အနှစ်ကိုဖြန့်ထည့်ပြီးရတဲ့လိတ်ခောက်ပြီးတော့ကြော်ပေးပါရဲ့ရှင်။ကြက်သွမ်းမိတ်လေးတွေပါထည့်ကျော်ထားတာဖြစ်လို့အရန်မှွေးပြီးတော့အယောင်လဲလာပါရဲ့နော်။ ကြော်ပြနေတယ်ကြက်တော်မိတ်ပါတဲ့အလေးကတော့ကြော်ပြီးမှရင်းညီပြားကိုကပ်ပြီးမှဖြစ်ပါရဲ့ရှင်ရင်းညီပြားကပ်ဖို့ကတော့အပြားကြီးရဲ့ရင်းညီကိုတုံးထားပါရဲ့နော်လေးဖို့အတွက်ရင်းညီပြားကို ဖြန့်ပြီးရောစီတုပ်လိုက်ပါရဲ့ရှင်စီတုပ်ဒီယာနဲ့ဆင်းသင်းကြော်ထားတဲ့ကြက်ဥလိပ်ကိုကတ်နေအောင်လိပ်ပေးပါရနော် ီမိပြားကိုအတွင်းမှာတလိပ်အပြင်မှာတလိပ်ပြင်ဆင်ပြီးရတယ်။လှိပီစားဖို့အတွက်ပြင်ဆင်လိုက်ပါရှင်။ဒါဆိုရင်တော့အာဟာရလည်းပြည့်စားလို့လည်းအရင်ကောင်းတဲ့ရင်းညှက်အုပ်လိပ်ကြော်လေးလေးရပါပြီနော်။စားကန်ဒီမှာမျူရောနစ်လေးလေးစားလိုက်ပါရှင်။ဒီနေ့ပြုလို့တင်ပြသွားတဲ့ရင်းကြီးချက်ဥလိပ်ကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။